ဘက်စ3 series ရဲ့ game number 2မှာတော့ AI Sport 3 year signature draft လို့ကျွန်တော်တို့သုံးသပ်ရမယ်ဒါ chip နဲ့ပြန်ပြီးတော့ထွက်လာတယ်လို့ meta ထဲမှာလည်းကြီးသချင်းရပြီဆိုတဲ့အခိုက်အတန့်မျိုးတွေမှာ golden fighter အနေနဲ့ bane ပြန်ပြီးတော့ထွက်လာတယ်ဗျာဒါကျွန်တော်တို့ lash meta နဲ့ gather long ဖြစ်တဲ့ပုံစံဒီမှာတော်တော်လေးတွေးကျင်တဲ့ပုံစံမျိုးလို့တော့ပြောရလိမ့်မယ်ထင်တယ်ဟုတ်တယ်อืมအဓိက bane ကဒီသူတို့ screen မှာတော့ဆော့နေရတော့ကြာပြီပေါ့နော် bane golden ဒါပေမဲ့အခုမှသာကျွန်တော်ပြန်ပြီးတော့တွေ့ရဆိုတော့ကဲထားပါတော့လေဘာဖြစ်ဖြစ် Hero သစ်လေးနဲ့ပြန်လည်ပြီးတော့ပေါ်ထွက်လာခဲ့တဲ့ AI Esport နဲ့တူပဲ Real Esport ရဲ့ Best of 3 Series Game နဲ့မတူပွဲစဉ်လေးကိုကျွန်တော်အားလုံးတူတူကြည့်လိုက်ရအောင်ဗျာတကယ်တော့ကျွန်တော်ဒီပွဲစဉ်ဟာဖွင့်လင်းပြောရင် Real Esport အတွက်ကသူတို့ပြန်နိုင်ရမယ့်အနေအထားတခုအဲ့ဒါမှပဲကျွန်တော် Game နဲ့3ကိုပြန်သွားနိုင်မယ့်အခြေအနေဗျာဒါပေမဲ့ခက်တာလေသူတို့ Early Game ဒီကားလေးပိုင်းနဲ့ပြန်ထွက်လာတာဆိုတော့ Lighter Invader လုံးလို့ရတယ်။ Yi San Shi ကိုမေးမှာပဲကျွန်တော်ဒီတိုင်းပဲပေါ့နော်။အကျွန်တော်ဒီ run နေမှာရမှာဆိုလို့ရှိရင်တော့မြင်မြင်တဲ့အချိန်မှာဒီ Tornado ၃ချက်နဲ့ရိုက်လို့ရှိရင်ဂျန်ငယ်တွေကကောင်းတော်တော်ကြီးနေရထိုင်ရတာအကဲခဲတယ်ဗျာ။အဲတစ်ဖက်မှာလည်းကျွန်တော်ဒီ chip နဲ့ light ကြည့်ထားတဲ့အချိန်မှာသူတို့ vision ဖွင့်ပြီးတော့ပဲဒီ ROM 30 30လေးသူတို့ light စုမဲ့အနေထားတစ်ခုဗျာ။ ကဲဆိုတော့ PSFN flicker လေးတော့မဖြစ်မနေဆိုတဲ့အခက်အတန့်မျိုးပဲသူ့အနေနဲ့ပြင်ပြီးတော့ပေးတာတယ်ဒါမှလည်းပဲရှိရ SD mention လောက်ခဲ့သလိုပဲ tornado 3ချက်နဲ့နောက်ကလန်နလန် flare ပူပေါင်းထားခဲ့တဲ့ early game matchup ကိုတော့သူလည်း blue မတော့မလွန်ဆန်မလွန်ဆန်နိုင်ဘူးပေါ့နော် if you real wall လေးပါလေးရမယ်တိုင်မလေးဆိုလို့ရှိရင်တော့ဆိုးရမဆိုးဘူးဗျနောက်ပိုင်းကတော့သူ့နဲ့ဒီ uranus တို့ ခါလီတို့ဒါဘွိုင်းဘလက်ခရစ်တယ်တွဲလုံးလေးနေပြန်ပြီးတော့ဒစိတပိုင်းပေါ့လေမူမန့်စပီကိုကောင်းကောင်းကြီးပြန်ပြီးတော့ထိန်းချုပ်ပြီးနိုင်မယ်အပန်းလေးတွေရှိတယ်ပမာတော့ကပ်ဘူးတူတူရဲ့ dash တွေကိုကောင်းကောင်းသုံးချပြီးတော့ bang ကိုနည်းနည်းလေးကျွန်တော်တို့ဒါ rush tag ကနေပါညာအရာပြန်ပြီးတော့ထိန်းမိနေတဲ့အပန်းလေးတွေရှိတယ်ဗျာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာတော့ giant scamish ပဲဘယ်သူကဆောက်ပြီးတော့ကျွန်တော်တို့ဒါ belgian class ဆောက်ပြီးတော့ဂန်ကသွားရမလဲဆိုတဲ့အချက်ကအတော်လေးတော့အရေးပါတယ်ပြောရမယ်ဟုတ်တယ်အဓိကဒီကားလေးအနေနဲ့ super light ကသူတောက်လျှောက်မတ်လိုက်ပြီးတော့ပြပြီးတော့เนาะကျွန်တော်တို့သုံးချက်တွေ light ရိုက်တဲ့ပိုင်းလေးမှာ ဒါ blend နဲ့ပြီး7သိတ်တော့မလုံနိုင်သေးဗျာလဲမှာလဲ final creation ဒဲပဲရှောင်းရံရိုက်သွားရင်တော့ fast blend ပြန်ရတယ်ဗျာနောက်မှလည်း flare တွေကြားရမှာ blend ရဲ့သွေးတော်လေးကိုနဲသွားတယ်ဗျာ flicker မရှိဘူးဆိုတဲ့ timing ကိုကောင်းကောင်းသိနေကြတဲ့ land slot က p7 ကို dash ရှင်းသွားတာဗျာဟုတ်တယ်တကယ်တော့ကျွန်တော်ဒီအချိန်တခုကလည်းကျွန်တော်ဒီ rayon အနေနဲ့ live ရှင်းလို့ရတယ်ကျွန်တော်ရှင်းမှာပြောလို့ပဲဒီ carly ရဲ့အားလေးဂိမ်းများဒီသူ့ရဲ့ damage ပိုင်းဆိုင်ရာအများကြီးပျော်ပို့ပြီးတော့လှုပ်လို့ကောင်းတယ်ပေါ့နော်ပိုတဲ့ draft လုပ်ပြီးတော့ပဲကျွန်တော်တော့ဝင်တော့တိုက်ပေးတာတယ် fishing နေပိုင်းတော့ပြန်ပေါ်သွားပြီ first turn နဲ့5မှာတော့ ultimate မရသေးဘူးဆိုတော့ အဲဒီအချိန်မှာ black နေနဲ့ပေါ်တယ်တော့ခေါ်လို့တော့မရသေးဘူးဗျာ phobias နေနဲ့ဒီအချိန်မှာ ultimate တော့ရောက်သွားပြီ sign လို့တော့ရတယ်ဗျာ overdrive crash ကိုလည်းချက်ပေးထားတယ်ပဲ front line တော့ shot 2ခုတော့ကျူးစားကျင်သေးရယ်ဆိုပေမဲ့တစ်ဖက်ကတော်တော်လေးဥမာ OC မိနေကြတဲ့ခိုက်တက်မှာတော့ first turn 5မှာ run e-sport နဲ့စပြီးတော့ဥဆောင်ထားနိုင်ခဲ့တဲ့အခြေအနေမျိုးတွေတော့ဖြစ်သွားတယ်ဗျာ။ရှောင်းရတော့သူ့အနေနဲ့ဒီဘွဲမှာပို့ပြီးတော့ comfort ဖြစ်နေခဲ့တဲ့အနေအထားမျိုးတွေလည်းကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော်။ SP match မှာလည်း4 years ဒီ UNS ကိုကျော်လွန်ပြီးတော့ competition လာဖို့တော့အတော်လေးမဖြစ်နိုင်တဲ့အနေအထားဗျာ။ UNS ကပို့ပြီးတော့နောက်ပိုင်းမှာ gen competition ရပို့ပြီးတော့အားကောင်းလာမဲ့ chat တခုတော့ရှိလိမ့်မယ်။ရှိလိမ့်မယ်။ AI e-sport အနေနဲ့ပြန်ရှင်းနေတဲ့ solution တော့ Elita Bane ရဲ့ damage ကိုမဖြစ်မနေပြန်ဆောင်မဲ့အခိုက်အတန့်တော့ဖြစ်လာပါ ဟုတ်တယ်နော်လောဒီနေဒီမှာတော်တော်၃ချမ်းစူပါလိုက်တက်ပြီးတော့ရိုက်ရသေးတယ်နောက်မှလည်း black စူပါလိုက်ကိုတော့ပြေးပြီးတော့ကြည့်ဖို့ကြိုးစားပြခါလီဆန်စတောဖလီကာတွေပါတွဲပြီးတော့ပီးနေနေပဲပြန်ပြီးတော့လွတ်မြောက်သွားတယ်ပြဒီခေါက်မှလည်းလေတစည်းတွေပါပြန်ပြီးတော့ရှိနေသေးရပါနော်အဲ့တော့ပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အဲ့ခါလီနဲ့ကျွန်တော်ဒီဘက်ကနေပြီးတော့ရွေးနေဆိုတဲ့တွဲလုံးကတော်တော်များများလေးဆော့ကြရဲ့နောက်ပိုင်းမှာတွေ့ရ aggressive ဖြစ်တယ်ရှေ့ကနေပြီးတော့ front line မှာမက်ပြတဲ့အပိုင်းတွေရောပြီးတော့ဒီကောင်းတူတဲ့အပိုင်းတွေမှာတော်တော်လေးအဆင်ပြေတယ်မှာတွေ့ရတယ်ပြနော် ဒီကြတော့ကျွန်တော်အာလီဂိမ်း first attack fight ကတော့ဒါရင်ယိုမဲဦးဆောင်နေအောင်ပါပဲနော်အဲကျွန်တော်ဒီပွဲက dangerous grass ဖြစ်တဲ့အတွက်ကြောင့်မို့တော့ black နေနဲ့ကျွန်တော်ဒီ portal corner လောက်တဲ့ဘိုင်းနေရတာဘာပဲနေနေ level 4ရသွားပြီဆိုတော့ second attack fight မှာဒါ AI e-sport ရဲ့ draft strategy တကူတော့ပြန်ပြီးတော့မြင်တွေ့ရနိုင်တယ်တခါလေ super light ကိုဖျက်ဖို့လိုကြိုးစား delicate cash မှာပြန်သုံးထားတယ်ဗျာဖက်ကလေးပြန်ရောက်ရှိလာခဲ့တဲ့ခက်တဲ့ခုမှာ 4V ရဲ့ dead weight demon force တွေကို massive ပြန်ပေးရတယ်နောက်မှလည်း PA7 ရဲ့ real wall လေးပြန်ချလာခဲ့တဲ့ခက်တဲ့မှာ lane flare လေးတွေကင်ပြောထားတယ်ဗျ black ဖလေကထက်ကုန်သွားဖို့တော့အဆင်ပြေခဲ့သေးရဆိုပေမဲ့တစ်ဖက်မှာလည်း back line ထဲမှာ Samuel Yunes down shot တိုးနေတဲ့ချက်တခုသူတို့ဘလို့မှတော့မကန်စားနိုင်သေးဘူးပြပေါ်တပိုင်းကလည်းပြန်ပြီးတော့သွားလို့မရသေးဘူးဆိုတော့အခိုက်အတန့်မှာတော့တစ်ဖက်ကရီဆန်ရှင်းနေတယ်ပြန်ပြီးတော့ပဲဒါ Jenga space တွေပါလည်းမရရအောင်ပြန်ဝင်နေခဲ့တဲ့အနေအထားမျိုးလေးနဲ့ကျွန်တော်ပြန်ရှိသေးတယ် crash code drive ပြီးအောင်မှာတစ်ဖက်ကလည်း black ပြန်ပြီးတော့ရောက်ရှိလာဆိုပေမဲ့ဒီ Yunes ကိုဖြည့်ရှင်းဖို့ကတော့ AI Esport ဘလို့မှတော့မလုံလောက်သေးပါဘူးပြရဦးပြအာလီဂိမ်းမှာဘက်စတမ်းလည်းမပါတဲ့ခါကျတော့ဖြည့်ရှင်းဖို့နည်းလေးခက်တယ်ဒီမှာလည်းကျွန်တော်ယိုရီတောက်ရှော့ပဲလေတစီပြပေးသွားရင်တော့မှာစူပါဘက်တဲပြီးတော့ပြတ်တယ်ဗျာ စူပါလိုက်ဘက်ကတွေပါပြီးပြန်ပေးဖို့ကြိုးစားကြနေမယ်လေမင်းမဂိုရှိတက်ခွာနေကြတဲ့စူပါဘက်အနေနဲ့ဖလစ်ကမပေးချင်တာလည်းပါမယ်ပေါ့လေတခါတည်းပဲတန်းပြီးတော့ပြတ်သွားနေရင်ねစကန့်တက်တဲ့ fight တော့ပြန်လာပြီဗျာဆိုတော့ဒီတစ်ခေါက်မှာရော AI အနေနဲ့တက်တယ်ကိုလက်လွတ်လိုက်မလားဒါမှမဟုတ်ရှင်သူတို့ဒါ face to face ဆိုင်ပြီးတော့ ထပ်ပြီးတော့တော်တော်လူမလားဆိုတော့ကြည့်ရမှာဗျာ super back of flicker မပေးလိုက်ရဘူးဆိုတော့ဗာမင်းနေနေ data နဲ့5မှာသူ့အနေနဲ့ရှေ့တိုးလို့တော့ရတယ်ဗျာဒီ flare နဲ့ကင်မြောက်လို့ရတဲ့အရာတစ်ခုက messy အတွက်တော့နည်းနည်းသတိထားမယ့်ကိစ္စတစ်ခုလို့ကျွန်တော်တို့ပြောရမှာပေါ့နော်ရှေ့တိုးရမယ့်ဘိုင်းနေဒါကောင်းဝင်တိုးရမယ့်ဘိုင်းနေ rayon esport အများကြီးအဆင်ပြေရေဒီ black ရဲ့ portal corner တစ်ပေါက်ကိုပဲကျွန်တော်တို့ပြန်လှည့်ပြီးတော့စောင့်ကြည့်ရမယ့်နေထားတစ်ခုဗျာ memory တော့ဒါ minion wave ပြန်ရှင်းနေပြီဆိုတော့ space တော့သူတို့ပြန်ရှာမယ့်ပုံစံတစ်ခုပဲဗျာ backline ကတော့ရောက်ရပြီ4 year devil ပြန်ပြီးတော့ပေးခြင်းတယ်ဒါမှလည်း front line ကိုကျွန်တော်တို့အရန်တိုးလို့မရတဲ့ခိုင်တဲ့မှာတော့ tartar ကိုလည်းဒီ line လေးပဲပြန်ပေးရတာနေထားမျိုးလို့ဆိုတော့ ွားဖြစ်နေရပါတော့တစ်ဖက်မှာလည်း now a gap ကအနာ1ကီလိုပဲရှိနေသေးရဆိုပေမဲ့ run esport back ကတော့ကောင်းကောင်းကြီးပြန်ပြီးတော့ map control လွတ်လာနိုင်ခဲ့တဲ့အခြေအနေမျိုးလေးတဲ့ကျွန်တော်တို့ရောက်လာတယ်ဗျာ black က back line မှာသွားပြီးတော့ flanking လုပ်ချင်သေးရဆိုပေမဲ့ left ရှိမှာကျွန်တော်တို့ပြန်ကြည့်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် danger grass ပဲဒါပေမဲ့သူဒီအဲ့လိုမျိုး pick up ပြီး home link ပဲပဲနဲ့ crash got drive နဲ့ပေါ်တယ်ခေါ်ရတဲ့ကောင်ဖြစ်နေခဲ့တယ်ဆိုတော့အခိုက်အတန့်မှာသူတို့လုံလုံးတဲ့ damage မရှိဘဲနဲ့တော့ကျွန်တော်တို့အရင်သွားလို့လည်းမရသလိုနောက်ပိုင်း close range တွေအတော်လေးအားကောင်းတဲ့အခြေအနေလို့ပြောမယ်ပေါင်လောင်း stand မှာ deadly gush နဲ့သူ Samuel တန်းပြီးတော့ဖြတ်လိုက်ပြီးတစ်ဖက်ကလည်း denofle yuri နဲ့ 1v1 trade ထပ်ပေးထားတဲ့ခန်းနောက်တစ်ခုမှာ dash တွေရှောင်းရထပ်ပေးထားတဲ့ deadway ဒီမျိုး force တွေအောက်မှာတော့ Magic နဲ့ Sacrifice ကပြန်ပြီးတော့ဖြစ်သွားတယ်ဗျာ Rear wall လေးပြန်ချလာခဲ့မိမယ်အနေနဲ့နောက်ချခဲ့တဲ့ခိုက်တက်မှာတော့1 for 2 train နဲ့ Ryan ပြန်လည်ပြီးတော့4 pack ထားနိုင်ခဲ့ပါပြီ Right is for ဒီတစ်ခါမှာလည်းသူတို့အနေနဲ့တသက်ရက်လေးပဲ UK 1 for 2ပြန်လဲသွားတယ်ဗျာ Yuri ပြန်ချတယ် Magic ပြန်တောင်းတယ်ဆိုတဲ့ချက်တွေကအရင် is for အတင်းတော့နည်းလေး ပြန်ပြီးတော့ဒါနေပါလာရယ်ဆိုတော့ချက်တွေလိုပဲသုံးသပ်လိမ့်မယ်ဗျာအချိန်တစ်ခုပေးမှရမယ်ပေါ့နော်ရီဆန်ချင်းဆိုတဲ့ဟီးရိုးကလည်းအချိန်နည်းနည်းလေးဖမ်းမင်းယူပြီးတော့ဆော့ရတာမျိုးဖြစ်နေတယ်ပြီးတော့တစ်ဖက်ကအဲ့လိုအချိန်မှာယူရင်းနဲ့ကြီးဆိုတော့ဒီယူရင်းနဲ့ကြီးကိုလုံးဝ1 for 2 trade ရတာတန်တယ်ဆိုတဲ့ခံစားချက်ပြီးတော့လုံးဝတော့မပေးဘူးဗျာအဲ့ဒီပြင်ပေါ်မှာကျွန်တော်အလီဒါအနေနဲ့လည်းလေဘောလမ်းမှာ by one နေထားလေးရှိတယ်ခရိုဒက်တွေကြားရမှာနောက်ကဒီကာလီဆန်စတောအလီဒါပြန်ပြီးတော့ကြာနေနေတယ်ပဲတစ်ဖက်မှာလည်း ကျွန်တော်ဘလန့်အနေနဲ့ဘက်ကတွေပြဖို့ကြိုးစားခဲ့ပြီမြောက်ချက်သွားခဲ့ရပြီဗျ shift drop ကနည်းနည်းကျွန်တော်ဒီဒီတစ်ခေါက်မတ်တာ update page ရှင်မှာနည်းနည်းအိုက်ဆော့ဖို့ခက်ခဲလို့ပြောလို့ရမယ်ဒါပေမဲ့ကျွန်တော်ဒီ team fight technique နဲ့ကျွန်တော်ဒီခုနကပြောလိုမျိုး communication ဘိုင်းတွေမှာရန်ကောင်းနေဆိုလို့ရှိရင်ဒီ drop က powerful ဖြစ်တဲ့ drop တစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိအခြေအနေကတော့နှုတ်ဆန်တိုင်းပဲဖော်တယ်ခုနကပြန်လို့ထားရပြီခါလိုက်လိုက်တိုက်ဖို့ကြိုးစားနေတယ်ကဖူပြန်တော့ phone နေခဲ့ပြီကဲကဖူတန်းချရတဲ့ခဏတစ်ခုတစ်ဖက်ကလည်းဖော်တယ်ဘာနဲ့ Samuel UNS ပြန်ရောက်လာသလိုရှောင်းဟန်တောက်လျှောက် background ကိုလက်ရှိနေတဲ့ triangle ဖြတ်အပေးပါတော့ leader ဖြတ်ပြေးတော့ကြိုးစား deadly cast တွေထွက်သွားသေးရဲ့နောက်မှလည်းရှောင်းဟန် ပြန်ချပြတော့များနေငယ် damage တော့ dead weight multiple force တွေထပ်ပေးတာနဲ့ one for two train two for two နဲ့ထပ်ပေးရပြတော့များနေတဲ့ PA Sam လွတ်မြောက်နေခဲ့ရမယ် Samuel Debake နဲ့အတူပဲ two for three train တွေကို Ryan Esport ပြန်လည်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီဒီကောင်းပါလေပဒေဆိုင်မှုချိုးသားခဲ့တဲ့ AI Esport တင်ဘလို့မတော့စင်မပြေဘူးဗျ Hero K တွေပြန်လည်ပြီးတော့ပေးထားတဲ့အခြေအနေမျိုးလောက်ထိပြီးတော့ရောက်လာတယ်ဒီအဆက်သွားလို့ရှိရင်နောက်တော့ပို့ပြီးတော့ကွာလာလိမ့်မယ်1.8ကီဆိုတဲ့ကွာမှုတွေကြားရမှာဆမ်မူရယ်ဘလူးဘပ်ကိုပါတောက်လျှောက်ဆိုလို့ပြန်ပြီးတော့တိုက်ခဲ့တဲ့အခြေအနေမျိုးလေးရှိတယ် အဓိကအဲ့လိုတောင်ချင်းထဲမှာသွားပြီးတော့ဗဒေဆိုင်ခဲ့တယ်ဆိုနေမဲ့ဒီနောက်မှာတောက်ရှော့ဆိုလိုပဲရှောင်းရံအကုန်လုံးပြန်ပြီးတော့ damage ပေးွားလေးကကောင်းတယ်ပေး7လည်းပြန်ချွားခဲ့တယ်ပေါ့နော် ဒါပေမဲ့ဒီဘက်ထဲမှာဂျီဆန်ရှင်းမပါလောက်ဆိုရင်နေထားပြန်နော်၄ရောက်၅ရောက်လို့တော့ကျွန်တော်သုံးသက်လို့ရပါတယ်နောက်ထပ်ပြဿနာတစ်ခုကအပေါ်မှာရှိရဲ့ first down နဲ့ပေးရတဲ့ပြဿနာပဲဒီချိန်မှာ PA7 အတွက် standing position မှာဒီ manipulation ပြန်ပြီးတော့ queen cut ဖို့အတွက် channeling လုပ်ဖို့အတွက်နည်းနည်းကတ်ခဲတယ်လို့ပြောရမယ်အဲ့တော့သူ့အနေနဲ့နောက်ဦးပြန်ပြီးတော့4ရတယ်ပေါ့နော်ပုံ damage ရပိုကောင်းတဲ့ damage တွေပေးဖို့ကြိုးစားနေတော့မှာအသိပ်ပြီးတော့မလွယ်ကူဘူးပြ Samuel ပြတ်ဖို့ကနည်းနည်းကတ်ခဲလိမ့်မယ်ပေါ့နော်ဟော let the flat လေးချက်ပေးထားကြတဲ့ခိုက်တယ်မှာတော့ super bad နော်ငှက်လို့ပြန်သန်းနေကြတဲ့ခိုက်တယ်မှာဒီ ali dawa သူတို့အနေနဲ့ပြန်ပြီးတော့အဆုံးသတ်ပေးလိုက်ပြီဗျာ you know ဖြတ်ဖို့သူတို့အနေနဲ့အဲ့လိုမျိုး last breaking buy နေရော pure stand buy နေရောနောက်မှလည်း carry လိုမျိုးတကယ်ကိုကောင်းတဲ့ဖြူခွဲလိုကောင်းတဲ့ match man တွေရောပါမလာမြဲဘူးဆိုတဲ့ chat တစ်ခုကတော့ Ram Esports front line ကိုတော်တော်လေးဥမှာပြန်ပြီးတော့ပေးလိုက်ရတဲ့အခြေအနေမျိုးလေးတွေဖြစ်သွားရတယ်ပေါ့နော်ပြီးခဲ့တဲ့ game number 1တော့ AI Esports သူတို့ပြန်ပြီးတော့ဥဆောင်နိုင်ခဲ့တဲ့အပိုင်းလေးတွေရှိတယ် Gato Kachar တို့ Trisla တို့ရဲ့ front line တွဲလို့မဟုတ်လေဒီ game 2မှာတော့ UNS Dawshop map open နေခဲ့တဲ့ chat တစ်ခုမှာတော့ Ram Esports ပို့ပြီးတော့ Benny ပြန်လာခဲ့တဲ့ data မျိုးတော့ပြောရမှာပြဒါမှလည်းပဲနောက်ပိုင်းမှာတော့ဒီ Carly ရဲ့ impact ကျလာတဲ့အခြေအနေတစ်ခုကို AI Esports ဘယ်လိုပြန်ပြီးတော့ against လောက်မလဲပေါ့လေဒါလေးတော့ကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်ရမယ်ဟုတ်တယ်နောက်ကျွန်တော်ဒီ Chitra ကဒီပွဲမှာအရင်ကြီးလှုပ်ဖြစ်တယ်လို့ပြောဖို့တော့ခက်တယ်ဗျာနော်ကျွန်တော်စချက်တရားရှုံးပြီးသားပါဗျာဒီဝိုင်းလည်းမျိုးနော်တို့ဒါဖြစ်နေမလားပြန်ပြီးတော့ကြည့်တော့ကြည့်ရမယ်အဲ့တော့ပွဲသားချင်းကတော့တဖြည်းဖြည်းနဲ့ 10မိနစ်ကိုတော့ကြော်လာပြီဗျ 3.2k ဆိုတဲ့အနေထားတစ်ခုမှာဒီ chill drug ကိုအောင်မြော်ဆော့ဖို့ဆိုတာနည်းလေးတော့ဒီ patch မှာခက်ခဲသွားပြီဗျဒါပေမဲ့ဒီ yuri ရဲ့ itemize ဆိုင်ရာပြည်လာမယ်ပြီးတော့ဒီနောက်မှာ benu ဘာလို့ item ထွက်လာရင် ben ရ item 6ခုပြည်သွားရင်တော့တော်တော်ဆိုးတယ်မှာတော့ပါ canon canon နဲ့တစ်ချက်ထုလို့ရှိရင်နှစ်ဖူးမှာရောင်းသွားမယ်လို့ပါတော့ဟိုတနေ့ရရှိပါတယ်ဟိုတနေ့ကဒီ one can ယူသွားရသေးရမလား canon တစ်ချက်ရလိုက်တာမှစ်တဲ့သွားရလို့ပါတော့ကျွန်တော်လက်ရှိအချိန်ဒီမှာကျွန်တော် ai e sport နေနဲ့ဒီ timing တစ်ခုပြန်သွားရမယ်ဗျာအားလီဂိမ်းမှာကြီးကသူတို့ထုတ်ခဲ့တဲ့ drop pick hero nature ရ အိုက်တန်နေလိုအပ်တဲ့ဒါဟီးရိုတွေထုတ်လာတယ်ပေါ့နော်အရင်ရောဘက်ကတော့သွားခဲ့တဲ့ပုံစံတွေကလက်ရှိအချိန်ဒီမှာသူတို့သွားခြင်းခဲ့တဲ့အတိုင်းပဲဒါအကောင့်ထဲပေါ်ထားနိုင်တယ်ရေ UNS ကလည်းတကယ်ကိုမပေးနိုင်တယ်ဖျက်ဖို့ခက်ခဲတယ်စူပါလိုက်ရဲ့ front line တိုးတဲ့ဘိုင်းတွေကလည်းအလုံးဖြစ်နေတဲ့အချိန်ဒီမှာသူတို့လိုအပ်နေတဲ့ turret တွေပဲလိုအပ်နေတာ map control နဲ့ထင်းချောင်းသွားနိုင်မယ်ဆိုလို့ရှိရင်တော့သူတို့သွားခြင်းခဲ့တဲ့ပုံစံအတိုင်း map control အပြင်နဲ့ family နေအကုန်လုံး light ပေးပြီး player တစ်ခုလုံး snowball type တစ်ခုဖန်တီးသွားလို့ရတယ်ဗျာ အရင် e-sport လည်းဒါကိုကောကောင်းကြီးသူတို့အနေနဲ့သွားပြီးတော့သဘောပေါက်နေပေါ့နော် network gap အရ3 gig ကျော်တော့ဒီတော့ပြန်ပြီးတော့ကွာလာခဲ့တဲ့ netting ကြားထဲမှာသူတို့ရဲ့ advantage အရတော့ကျွန်တော် tower advantage ကပို့ပြီးတော့အားကောင်းတဲ့အရာမျိုးလေးတော့ဖြစ်လိမ့်မယ် network ကလည်းသူတို့အနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်တော့ main first tower ထပ်ပြီးတော့ကြံရှိနေစေဆိုတဲ့အခိုက်အတန့်မှာတော့ကျွန်တော်တို့အရင်ကတော့တိတ်ပြီးတော့ ပြဿနာတော့တိတ်မရှိသေးဘူးလို့ပြောရမှာထင်တယ်ဗျာဆိုတော့ loss down တစ်ဖက်ကလည်းရှောင်းရံထပ်ပြီးတော့ပေးရပြီးတော့မှ Lindsey နေနဲ့ပြန်စီးထားခဲ့တဲ့ damage တော့မှတော့ Sylvia နေနဲ့ပြန်ပြတ်ထားဖို့လို့ရှိနေခဲ့သေးရဲ့ဆိုပေမဲ့ပြန်လွတ်သွားတယ်ဗျာ Lennox Flair နဲ့ back line Sam Straw ချက်ပြီးတော့နဲ့ပဲ super bad you you ချက်ပြီးတော့အဆုံးသတ်ခဲ့တဲ့အခါတည်းမှာ D-Low ရော round east ပေါ်ပဲဆက်ပြီးတော့တိမ့်ဖိုက်ထားပေါ်ဦးမယ်မရဘူးဗျာနော်ဒီမှာကြံနေခဲ့တဲ့ကျွန်တော် Phobia နေနဲ့ Mandy လဲတေးရပေါက်ကြောက်လို့များတယ်တာဝါလေးနဲ့ပြန်ပြီးတော့ trade နေရတဲ့အနေထားပေါ့နော် AI နေနဲ့သူတို့အချိန်ကတော်တော်လေးလိုတယ် ဒီ first law နဲ့တူပဲ tower နှလုံးလောက်ပြန် trade နိုင်ခဲ့ရဆိုရင်တော့မစိုးလာဘူး leader tower နှလုံးထိကြရပြဒါပေမဲ့ buy one ဆိုရင်တော့သိပ်မလုံတော့ရှောင်းရင်ကျွန်တော်ပြန်ပြီးတော့ဒါ level 20လောက်သွားတဲ့ချိန်မှာ final accretion ပေးရသေးရပြနောက်မှလည်း simulate တစ်ပြုတ်လိုက်လိုက်သုံးလုံးစီချားထဲမှာပြန် down နေနေပဲဒီ law နဲ့အတူ leader tower နှလုံးထိကိုတော့ပြန်ပြီးတော့လဲလဲထားသေးရပြဒီကြောင်ကတော့မိမရှိရဲ့ first down ရဲ့ပြီးရောက်ကိုများပြီနော် jury and esport အနေနဲ့ အဲ့တော့ရင်ဝါကတော့သူတို့တွားကျင်ခဲ့တဲ့အတိုင်းအဆင်ပြေတယ်။အဲရူအီဆောစီတက်ခံလိုက်ရတဲ့ကြောင့်ဒီအချိန်ဒီတစ်ခုကဒီလောရရှိဖို့အတွက် AI eSport တွေနဲ့တော်တော်လေးဒါခက်ခဲသွားတဲ့အချိန်ဒီလို့ပြောရမှာပေါ့နော်။လက်လွတ်ပေးလိုက်ရတဲ့ကာလတစ်ခုဖြစ်သွားတယ်။လိုအပ်နေတဲ့ farming အတဖက်ကတော့ network ဘိုင်းဒီ၄000ကျော်ထိဒါဥဆောင်ထားတယ်ဗျာ။ Identity ရသွားကြည့်မယ်ဆိုလို့ရှိရင်လေ carry player ဖြစ်တဲ့ဒါ Kafu အနေနဲ့၃ခွက်ပြီးသွားပြီဗျာ။ Stellian Sight ရဲ့ Fairy Holy Christ ရဲ့စိတ်ကြိုက်ဇမန် 4K ပြီးတော့အပီရိုက်ခွဲနေုံပဲ။ ကဲအဲ့ဒီကိုကျွန်တော်တစ်ခါကလည်းပြန်ပြီးတော့ကြည့်ရမယ်ပန်းလေးတို့ရှိလာတယ်နော်ဆိုတော့နောက်မှလည်းအောက်မှလည်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ litigi ထပ်ပြီးတော့ပြီးတော့ပြီဒါပေမဲ့ damage ကတိတ်မလို့သူ crash ကို drive တွေပြန်ပြီးတော့ပြီးတော့ဆိုတော့ blend နဲ့ပြန်ချောက်ပြီးတော့များနေပြီ execution တိုးမှာတော့ရှောင်းရန် black ကိုထပ်ပြီးတော့အဆုံးသတ်ထားရတယ်ပဲဂျန်နေခဲ့ low bandage ကို run e-sport ဆက်ပြီးတော့အသုံးချောက်လို့ရှိအောင်ပဲဗျာအနည်းဆုံးတော့သူတို့အနေနဲ့ mega train လောက်ရကျင်တဲ့အနေထားမျိုးလေးလည်းတွေ့ရမှာဖြစ်တယ်လို့ latch ချိန်မှာပဲ ai e-sport ဘက်ကလည်း mayor first star လေးပြန်ပြီးရတဲ့အနေထားမျိုးတော့ဖြစ်သွားပြီ လုံးလုံးနော်ကျော်ဒီချိန်ဒီမှာအလီတာတို့ဘာလို့ပြန်ဖမ်းမှရမယ်ဗျာတကယ်တော့ရင်းဝဘက်ကသွားခဲ့တယ်ကျော်ဒီဂိမ်းနံပါတ်2ပလန်ကတော်တော် fine နေဟုတ်တယ်ဒီတိုင်းဆိုရင်တော့ AI eSport အနေနဲ့ဒေဂျာဘောက်ဖမ်းမင်းလိုအပ်တဲ့အရာပြန်ရှာနိုင်မှရလိမ့်မယ်အဓိကတော့သူတို့ဒီလောမှာမေဂါတောမပေးရအောင်အဲ့ဒါတော်လီတော့ကောင်းတယ် AI တော့ပေါ်လीနော်တော်တစ်ဖက်က Rare Esport တော့ကတော့အရင်ကြီးတော့မကောင်းဘူးပြတာဝါလေးဒီထဲပို့ပြီးတော့ယူနိုင်ပူဖိုင်းလိမ့်မယ် AI နေနဲ့သူတို့တော့ item လိုအပ်နေတာ Efet Legain နေနော်ကျွန်တော် item ဆောင်ရနေလေးပြဿနာရှာနိုင်တဲ့ကောင်တွေများနေရယ် နောက်ပြီးတော့ဒီစူပါလိုက်ရဲ့ခါလေးကလည်းလေဂိမ်းမှာပတ်စေးရိုက်ချင်တာရိုက်လို့မရတော့ဆိုတော့ကန်နာလေးတွေနည်းလေးပြန်ပြီးတော့ impact ကျလာအပိုင်းလေးလည်းရှိတယ်ဗျာဆိုတော့ real esport အနေနဲ့ဒီထက်ပိုပြီးတော့ tower လေးတွန်းနိုင်မယ်ပြီးတော့ဒီ network ကွာခြားမှုတွေကို lane phasing လုပ်ပြီးတော့ထိန်းနိုင်မယ်ဆိုလို့ရှိရင်တော့ပိုပြီးတော့ကောင်းလိမ့်မယ် mega tower ကလိုတယ်ဗျာ carfu ရဲ့ ဒါပေမဲ့ output တီတော်တော်လေးကိုများနေတာမှန်တယ်ဆိုပေမဲ့တစ်ဖက်မှာလည်း damage dealer ရဲ့ဒီ bane တို့ရေစံရှင်တို့ damage တွေများလာမှာဆိုလို့ရှိရင်ကဖူးလည်း instant တွေပါပြီးပြတ်သွားမျိုးဖြစ်နိုင်တယ်ဆိုတော့နည်းလေးတော့ပို့ပြီးတော့ဂိူးဆိုင်ရမှာဗျာနော်โอเค super line နဲ့ back line png တစ်ဖက်ကလည်း crash ကို drive တွေကိုလည်းပြန်ပြီးတော့ပေးထားရတယ်ပဲ dot wave demonic force တွေချက်ပြီးတော့ပါလာတယ်ဒါပေမဲ့ samuel uranus ကိုဖြတ်ဖို့ကတော့ကျွန်တော်တို့ပြောဆိုနေမရသေးဘူး real war မှာ3 man stand out တွေပြန်ပေးထား dot wave နဲ့ man 3ကိုတစ်ဖက်က daily cash တွေကိုချက်ပြီးထားခဲ့မပြတ်သေးဘူးကြာ lane of flame မှာ2 man sandstone တွေအောက်မှာ elijah နဲ့တန်းပြ back line ကို magic တော့ချက်လိုက်ကြည့်ခဲ့တဲ့တော့ damage တွေအောက်မှာတော့ samuel ပါချက်ပြီးတော့လွတ်မြောက် စ်စပဲ shut down ခင်းနေတဲ့ Messi background ကောင်းကောင်း take down နဲ့ရှောင်းရပြန်ထုတ်ခဲ့ execution damage တွေအမှ PS7 လွတ်မြောက်နေတယ်ပဲ Messi ဒီကောင်ထက်ချခဲ့တဲ့ခိုင်းတယ်မတော့2 4 2 train နဲ့ပဲ Ram Esport ချက်ပြီးတော့တက်လာပါဦးမယ် Defenses လုတ်တဲ့ဘိုင်းနေရာတော့ကျွန်တော် AI Esport ရဲ့ hero နေကြရာ AoE damage တွေပါတယ် deadly catch ပါတယ်ခုနကတော့ PS7 ရဲ့ manipulation ပါတယ်ဒီချန်နေနဲ့ပဲသူတို့အနေနဲ့ high ground defense ကိုပုံဖော်သွားတယ်လို့ပြောရမယ် hero k နှစ်ကောင်နှစ်ကောင်လဲလေလိုက်ရတယ်ဆိုပေမဲ့သူတို့လူချင်းခဲ့တဲ့ကျွန်တော်ဒီ hero လေးပြင်ရလိုက်တယ်ဆိုတော့ ်ဆင်တော့ပြေရဲ့အနေထားလို့ပြောလို့ရတယ်ဒါပေမဲ့ရင်းရုံအနေနဲ့တော့ဒီတစ်ခေါက်လော်ရရှိပြီးသွားရင်မဲကတီးပါကျတော့တက်ရိုက်တော့မယ်အနေထားမှာရှိရဗျဘလိုင်းမှာဘလိုင်းမှာအေးအေးပေါ်တယ်ကော်နက်တွေပြေးတာပြီဗျဘသူဝင်လာအောင်လေเนาะကျော်အောက်လိုက်ချင်းကော်လောဝင်လာတာဗျနောက်မှာကဖိုးခရိုဒက်တွေကြားထဲမှာပြန်ပြီးတော့ပြီး7 flick ကပြေးတာတည်းဗျဒယ်လီကတ်တီအနေနဲ့လေးမေးသွားရတဲ့နောက်မှာကျန်ကြတဲ့ black ကွန်စီဘာပြန်သုံးနေရတယ်ပဲမက်ဆီပြန်ထွက်ဖို့ကလွယ်ပါမလားတစ်ပတ်မှလည်းစူပါလိုက်နေရလီတောင်လိုက်ပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းမရတဲ့အနေအထားတစ်ခုမှာတော့စူပါလိုက်စမ်းကတ်လေးပြန်ရှူထားသေးရဗျာမပြတ်သေးဘူးနောက်မှလည်းတောက်ရှော့မှာပေးအင်းနဲ့ဖလေးရကြတော့မကျန်သေးနဲ့ပဲအလီတာထပ်ပြီးတော့တောင်းသွားရင်တော့မထူးမန်တောင်းလောမှာတခါတည်းပြေးရမယ်ဆိုလို့ရှိရင်တော့ ဒါတော်တော်လေးတော့ AI နေနဲ့တော့နေပါသွားပြီလို့ပြောရမှာဗျ Chidra နဲ့အမြင့်ဖြတ်ဖို့တော့ကြိုးစားခဲ့ရဆိုပေမဲ့သူတို့ကလည်းပြန်ပြီးတော့ချသွားခဲ့ရဆိုတဲ့ချက်တခုလည်းကျွန်တော်တို့ဆက်ပြီးတော့တွေ့ရတယ်လောက်ဖလေး Crew Dash ကစမဖို့တွေတပ်ပေးတာတစ်ဖက်ကလည်း PS7 နဲ့ပြန်ပေးတာက Channel Animation Zone နဲ့အောက်မှာတော့ Kafu ပြန်ပြီးတော့လွတ်မြောက်နေတယ်ပဲနောက်တဲ့ One Man Down ကိုထပ်ပြီးတော့ကြုံတွေ့ရတဲ့အခက်အတန့်မှာတော့2 Man ပဲချက်ရှိနေခဲ့တဲ့ AI Esports ်မကလေး defender ဘူးတော့သူရဲ့ resurrection time ကတော့အဆင်ပြေသေးရဆိုပေမဲ့ Donald defender နဲ့ဘူးကတော့အရင်မလွယ်တော့ပါဘူးဒီကကဖူးလိုပဲပြောရမယ်เนาะကျွန်တော်7 minute ဝင်းညံပါတယ်ကျွန်တော်ဒီ Stellian ရော Fail down Holy Christ ရောပြီးသွားခဲ့တဲ့ timing က ဒီ carry player အတွက်လုံးဝလက်ဖျားခါလောက်တဲ့အချိန်ဒီလိုပြောရမယ် damage ပိုင်းဆိုင်ရာလည်းအကိတ်ကြီးဒါပေးလို့ရမယ်ပေါ့နော်အဲ့တော့ law နဲ့တက်လာပြီးအရင် east mount အနေနဲ့သူတို့ရဲ့ combo AOE တွဲလို့ရတဲ့ damage လေးနဲ့ရအောင်သူတို့ defense လေးလုပ်လို့ရတယ်ဒါပေမဲ့ပြီးတော့ကျွန်တော်ဒီ minion wave management time ပဲဗျ10 second နေလို့ရှိရင်တော့ minion wave ပြန်ပြီးတော့ထွက်လာမယ်အဲ့ရနဲ့ကျွန်တော်ရှေ့မှာခံပြီးတော့ပဲဒီ law ကို defense လုံးနိုင်မှတော့ရပါလိမ့်မယ်ဘယ်တော့မလို့ဗျာနော်အခုတော့မှ law ကတက်ရိုက်တာ mega တလုံးပြန်ပြီးတော့ကျူးတော့ကျူးသွားတယ်။ဒီဘက်မှာလည်းဒီ Harry ရဲ့ damage ကဖူးရဲ့ damage တော်လေးများရတယ်။ခုနကလည်းကဖူးမသိပါဘူးနော်။ ဆိုတော့ဒါနောက်ပိုင်းကဖူးအနေနဲ့လုံးဝ free တွေရမယ် damage approach တွေအများကြီးပေးရမှာဆိုလို့ရှိရင်တော့ပြောင်းလဲသွားနိုင်တယ်။ချန်နေခဲ့တဲ့ Samurai တယောက်ကိုတော့အကုန်လုံး one pick ကိုချိုးလိုက်မယ် flare တွေချားရမှာနောက်ကနေ Avia Wall ပြန်ပြီးကာပေးရသေးတယ်ဗျ။ Messi flick ကပဲပြန်သုံးနေရနေပဲ။ပြန်ပြီးလွတ်မြောက်သွားနိုင်မလားကဖူး Crow Dash တွေပြန်ပြီးပေးရသေးတယ်မှာ P7 သွေးလေးတော်လေးကိုကိုင်းသွားခဲ့တယ်ဗျ။ Mega Tower ကတော့တလုံးလောက်ပဲရလိုက်တယ်။အော်မပေးသေးဘူး Protocol ရဲ့အကြောင်း Trigger Thonos တွေပြန်ပေးရနေနေပဲ။ ဆမ်ဘူရယ်နောက်မှာတဲလီကတ်တွေကြားမှာကဖိုယော်ရီအဆုံးစားချက်တွေကြားမှာပြန်ပြီးတော့ကြာသွားပြီဗျာ ကဲနောက်မှလည်းကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမှာ over extension ဖတ်တဲ့ပိုင်းတွေမှာတစ်ဖက်ကတော့ shot light ပါလာခဲ့တဲ့ချက်လေးတစ်ခုကတော့မဆိုးဘူးဗျနောက်ဘက်မှာတော့ AI Sport damage ban ဆိုင်ရာအရာတစ်ခုကိုတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ဒါပေမဲ့ပို့ပြီးတော့အရေးကြီးတဲ့အရာတစ်ခုက Samuel Reyes ကိုသူတို့ဖျက်နေတဲ့အတိုင်းမရ AI Sport တော့အတော်လေးကြီးမားတဲ့အနေအထားမျိုးလို့တော့ပြောရမှာတင်တယ်လက်ရှိချိန်ဒီကတော့ကျွန်တော်တို့ Reyes ကိုဖျက်လို့တော့မရသေးဘူးဗျအကယ်၍ပြတ်ခတ်ရင်တော့သူတို့တွားခြင်းခဲ့တဲ့ bounce back battery တွေကအများကြီးတော့ဖြစ်လာနိုင်တယ်လိုချင်တာသူတို့ Kafu ကိုပြန်ရလိုက်တယ်ဒီတစ်ပတ်ဒီ battery တစ်ခုကတော့ AI Sport တို့ကကောင်းတဲ့အခြေအနေတစ်ခုလို့ပြောရမှာ Yuri နေနဲ့တော့ကျွန်တော်တို့ဒီ Hannah Strong ရဲ့ BOD ရဲ့ Yuri Iden ထွက်လာတဲ့အနေအထားဗျအဲ့တော့ တို့မဲကတလင်းကိုတော့ဒါရင်းဘက်ကပြင်လေရရှိသွားတဲ့အချိန်လေးပေါ့နော်ကဖူးပေးလိုက်ရတာရန်တော့ပြုတ်မကောင်းဘူးနောက်လာမယ်ကျိုးဒီ second law fight တခုကျိုးတက် law fight တခုကြရင်တော့ပြန်တော့ကြည့်ရမယ်ဒီ law တက် law fight တခုမှာရန် e-sport အနေနဲ့လာဆိုင်မှုဆိုရင်တော့ minion wage ကိုအလဲလောက်ထိတို့တွန်းထားနိုင်မှရမယ် ဆိုင်နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီအခြေအနေကနည်းနည်းသွားဆိုင်လို့တော့ရတယ် carry player အနေနဲ့ဒါ damage ထွက်နေရဲ့ကာလာတခုမှရှိရယ်ပေါ်တယ်ခေါ်လိုက်ခေါ်ပြီးတခါလေးအပေါ်မှာ wide ပြတ်ဖို့ကြိုးစားနေပြီဗျာကာလီဒီကောင်နေပဲနောက်မှလည်း super light ပြန်ကြည့်နေကြတဲ့ခိုင်တာတခုအနေနဲ့သွားပြီးတော့ညက်ဖို့တော့များတယ်နောက်မှလည်း sandy ရယ်တစ်ဖက်ကလည်း shawn ရန်နေတဲ့ lance တော့ထပ်ပါလာတဲ့ execution ဖြတ်ထုံးမှာတော့ black သူကရမဲ့ပြန်ပြီးတော့လွတ်မြောက်သွားဖို့တော့ရှိနေသေးတယ်ပေါ်တပိုင်းထဲမှာလည်းသူတို့နေတာနည်းနည်းပြန်ပြီးတော့ break လုပ်တဲ့အပန်းလိုပဲကျွန်တော်တို့ပြောရမှထင်တယ်ဗျာမင်းမှလည်း down shot ပဲ super bang ရဲ့ fusion ရ land of clan လေးနဲ့ပြန်ပြီးတော့ထိန်းချုပ်ပေးနိုင်ခဲ့တဲ့ခိုင်တာတခုမှာတော့တစ်ဖက်က ryan e sport ကွာနေကနောက်ကပ်တကူအတုံးချပြီးတော့သူတို့အနေနဲ့ Lord Chain ကိုစောက်စောင့်တာတော့ပိုကောင်းလိုက်မယ်။ Lord Upper Zone မှာလည်း Mega Pressure ပြန်ပြီးတော့ရှိနေခဲ့တဲ့ AI Esport အနေနဲ့ကလည်း Back Door ကကျွန်တော်တို့အရင်မကြောက်သေးဘူးဆိုပေမဲ့ Dangerous Garage တွေကြောင့်တို့အနေနဲ့ပြန်ပြီးတော့စောင့်ကြည့်ရမယ့်အပိုင်းလေးလည်းရှိတယ်ပေါ့နော်။သို့တော့နောက်ပိုင်း UNS ကိုဖျက်နိုင်ခဲ့မဲ့ Timing လေးကတော့ AI Esport ရဲ့အတော်လေးတော့အရေးကြီးရဲ့ဗျာ။သို့မဟုတ် UNS ကိုထားခဲ့ပြီးတော့ Backline တွေက Cafu ရဲ့ Heavy တွေပေါ့တို့အနေနဲ့ပြန်ချိနိုင်မှာတော့ဖြစ်လိမ့်မယ်ဗျာ။ပြီးခဲ့တဲ့တစ်ခေါက်ကလိုပေါ့လေ။ကဲဆိုတော့ကျွန်တော်ဒီခေါက်မှာလည်း တော့ကတော့ဆက်ပြီးတော့ထပ်ပေါ်လာပြီဗျာเนาะဒီလော်နာလေးမှာ AI ဘက်ကတော့အရင်တစ်ခေါက်နဲ့မတူတော့ဘူးဒီတစ်ခေါက်မှာနည်းလေးပို့ပြီးတော့ထူးကြလာပြီဗျာတော့လူမှုကြိုးစားလာတယ်ပိုင်းချလေးလောက်ပြီးတော့တွေးရတယ်ပြောနေရင် Crotet ရှိပြတ်သွားတဲ့ Kali Sandstone နောက်မှ Delhi Cash ပြပေးတာကြတော့မှာပဲတော့ကတော့ပြန်ပါသွားဆိုယိုရီလက် တက်ပြီးတော့ကြတယ်ဗျာမန်စီပြန်ပြီးတော့ forward လို့ကြိုးစားရမယ်ဂျန်နီကတော့ Black တကောင်မှာတောက်လျှောက်ဆိုလို့ပဲရှောင်းရယ် Fire Christian ပြတ်သွားတယ်ဗျာ Alita ရောင်ရမ်းပြီးတော့အပေါက်ထဲဝင်လာတာเนาะဂျန်နီကတော့ Mandy ကောင်မှာတက်ပြီးတော့ down နေနေပဲ Debeke 3 man လောက်ထိကိုသွားတောင်းနေနေတယ်ပဲလောဝါပေးလိုက်ရတဲ့ AI Sport တင် Defend ဘောကတော့တော်တော်လေးခက်ခဲသွားခဲ့ပါပြီ JK 3កောင်များကျွန်တော်ဒီချိန်ဒီမှာ AI Sport အနေနဲ့ Minion Wave တွေကိုကျွန်တော်ဖြည့်ရှင်းမှုအတွက်သူတို့အနေနဲ့ပြန်လုံးရမယ့်အချိန်အခါတခုတော့ဒါရောက်ရှိလို့သွားရွေးဖြစ်ပါတယ်ကဖူးကဖူးလိုက်တပေးလိုက် PX7 ကိုတခါရဖြတ်ဖို့ကြိုးစားပါဗျာအဲ့မတေးတော့ All Aim ကအထီးကိုပါကျွန်တော် Ryan နေနဲ့ပြန်တွန်းပါတော့မယ် even in real manipulation delhi gas တွေတစ်ဖက်ကပြန်ပေးထားတဲ့ sunstone နဲ့ back line ကို super light နောက်လျှောက် light ကြီးနေနေပဲ chris the throne ကိုရိုက်ခွဲနေခဲ့တဲ့ခိုက်တက်မှာတော့ best of 3 series ရဲ့ game number 3ကို ryan esport ပြန်လဲခေါ်ဆောင်ထားနိုင်ပြီလေဖြစ်ပါတယ်မရဘူးပြเนาะဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ ai နေရဲ့ game 3ရောဆက်ပြီးတော့သွားပြီဗျာ ryan esport နေရတော်လေးကောင်းနေအဓိကဒါပြောမှဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီ front line hero တွေဖြစ်တဲ့เนาะကျွန်တော် ryan တို့ ခါလီတို့ရဲ့လုတ်ကွက်တွေကတော်တော်လေး down ဆေးခဲ့တယ်လို့မျိုးနောက်ကနေပြီးတော့ရှောင်းရံရဲ့ final accretion တွေကလည်းတော်တော်လေးကောင်းတယ်လို့ပဲပြောမှာဗျာနော်